အလုံးမန်ချက်စတာယူနိုက်တက်ပရိသတ်များအလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီနေ့မန်ချက်စတာယူနိုက်တက်ရဲ့ဒါလက်ရှိအချိန်ထိအကောင်းဆုံးလက်စွမ်းကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ဆန်နီလမ်းမန်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ပရိသတ်တွေတော်တော်များများကဝေဖန်နေကြတယ်ပေါ့ဒီကလေးလေးကဆန်နီလမ်းမန်းလေးရတာမန်ချက်စတာယူနိုက်တက်အသင်းမှာနော်ကံကောင်းနေတာဆန်နီလမ်းမန်းဖမ်းတာကောင်းတာလားဆန်နီလမ်းမန်းကံကောင်းနေတာလားဆိုတာကတော့ဒါပရိသတ်တွေနေနဲ့တိလာကြပြီလို့ညင်းလာကြပြီလို့ထင်ပါတယ် နာမြင်လဲမြင်ကြမှာပါဒီကိစ္စနာပတ်သက်ပြီးတော့ဒါကျွန်တော်တို့စန်ဒီလမ်းမကနာတောင်းတောင်းမလုပ်ဘူးနော်ကိုဖမ်းတဲ့ကိုဖမ်းတယ်ကာတဲ့ကိုကာတယ်နောက်ထပ်ကျွန်တော်တို့မက်ရှယ်ဇာယူနိုက်တက်တင်းက3 2 3 3 3အဲ့လိုမျိုးဒါဒါနောက်တန်းမှာတုံးရောက်တဲ့ရှိတဲ့တော့ကြောင့်မို့လို့ဒါကိုသမားနဲ့ချိတ်ဆက်ပြီးတော့ဆော့ရတဲ့ပိုင်းလေးတွေရှိတယ်เนาะအဲ့ဒီအတွက်လည်းသူ့အနေနဲ့ကြောင်ကြောင်လေးလုံမနေပဲ ဒီဘက်ကလာတဲ့ဘောလုံးကိုဘက်ကိုပေးသိမ့်ပြီးတော့ဝေးဘောပေးသိမ့်ပြီးတခါတည်းလုံလုံလုံနေတဲ့လုံနေတဲ့အပိုင်းတွေရှိတယ်။ဟောဒီလိုမျိုးခက်ခဲလေးတွေကိုကြော်ဖြတ်ပြီးတော့ဒါအခုလိုမျိုးအကောင်းဆုံးလက်ဆွမ်းတစ်ခုနဲ့ဒါအကောင်းဆုံးဒါဒါရားလက်ပိုင်းတစ်ခုကိုယူလာပေးနေတဲ့ကစားသမားလေးကိုကံကောင်းလို့လားဒါတကယ်ကိုဖန်းတာကောင်းလို့လားဆိုတာတော့ဒါဝေခွဲလို့မရကြတဲ့လူတွေကိုတော့ကျွန်တော်အနေနဲ့ဒါတို့လေးအံ့ဩမိတယ်ပေါ့အဲ့တော့ ကျွန်တော်အမြင်ရတော့ဒါဒီဆန်နီလမ်းမအနေနဲ့တကယ်လဲကောင်းနေတာပါဒီကောင်လေးကတအားမြန်တယ်တအားလဲဒါလက်သွတ်တယ်မြန်တယ်ဆုံးဖြတ်ချက်တွေလည်းကောင်းတယ်ပြီးလို့ရှိရင်နောက်တိုင်းနဲ့ချိတ်ဆက်ပြီးတော့ကြောင်တောင်တောင်လည်းမလိုဘူးတတိရှိတယ်ဒါဒီပိုင်းလေးတွေကတော့ဒါကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့ဗျာတကယ်လဲဒါဆန်နီလမ်းမအနေနဲ့တကယ် quality ကိုသမတစ်ယောက်ပါပဲကျွန်တော်ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလိုလေးတော့မြင်မိတယ်ပေါ့ဗျာဒါလေးကျွန်တော်မြင်တဲ့လောက်လေး share လုပ်ပေးတာပါဆန်နီလမ်းမကနောက်လဲ ကျွန်တော်တို့ Manchester United မှာဒါအလားအလာရှိတဲ့ဂိုးသမားကောင်းတစ်ယောက်ဆိုတာကိုပြသဖို့အတွက်ဒါစောင့်ကြည့်ကြမယ်ပေါ့ဗျာတဖြည်းဖြည်းနဲ့တော့ number 2ဂိုးသမားဆိုတဲ့နေရာကိုတော့ဒါရောက်ရှိလာပြီပေါ့ပထမ first track ဦးစားဖိတ်ဂိုးသမားနေရာကိုတော့ညာတဖြည်းဖြည်းနဲ့တော့ရောက်ရှိသွားပါပြီဒီ Sunny Lamman လေးနဲ့ပတ်သက်ပြီးတော့ဒါ Sunny Lamman ကောင်းနေတာလား Sunny Lamman က less one ကောင်းနေတာလား Sunny Lamman ကကန်ကောင်းနေတာလားဆိုတဲ့နာပတ်သက်ပြီးတော့ဒါနောက်ထပ်ပွဲတွေမှာစောင့်ကြည့်ကြမယ်ပေါ့ဗျာ Manchester United ပြည်သက်များကိုယ်စနစ်ပြချမ်းမှချမ်းသာကြပါသေးတယ်